ျွန်တော်ဖြားနေရတဲ့အစားရောဒီနေ့ပိုင်းကိုမတင်ပဲမနေ့ပြန်မှနှစ်ပိုင်းပေါင်းတင်ပေးမလို့ပါဒါပေမဲ့လှုပ်လှစနေမှုတခါရေးပြီးအောင်လှုပ်လိုက်ပါတယ်ပြီးတော့ဒီနေ့တပုတ်တင်ပေးမယ်လို့ပြောထားတာလည်းမပြတ်စေချင်လို့ပါ policy တက်ဖွဲ့ဝင်တွေကဖမ်းမိသည်မရှာတွေ့သည်မရဒိဋ္ဌိတွေကိုထုံးစံအတိုင်းတိုင်မှာမီးရှို့တက်ဖို့လုပ်နေပါတယ်။ကလေးတယောက်ကပါဒိဋ္ဌိရဲ့သားဖြစ်နေတာကြောင့်မင်းလည်းဒိဋ္ဌိပဲဆိုပြီးတက်ဖို့လုပ်နေလို့ဆာဘီကိုကဝန်ထားလိုက်ပါတယ်။သူ့အဖေကိုဖမ်းလို့ကဒီကြောင့်ကိုတေချာစုံစမ်းပြီးကလေးမှာပြစ်မရှိဘူးဆိုပြီးဆာဘီကိုကပြောလိုက်ပါတယ်။ ကိစ္စတွေပြီးသွားတဲ့ခါမှာတော့တယောက်တည်းထိုင်နေတဲ့စာပီကိုရဲ့အနားကိုဂျရုံးကရောက်လာပြီးမင်းကဘယ်ဆိုးလို့လဲစောစောကကလေးကိုကယ်လိုက်တာသူရဲကောင်းဆန်တဲ့ပြုတ်မှုပဲငါသဘောကျတယ်လို့ချီးကျူးလိုက်တော့အဲ့ဒါကိုကြီးကူတာကိစ္စကြောင့်ပါကျွန်တော်အမေလည်းလွန်ခဲ့တဲ့၃နှစ်ကကျွန်တော်မျက်စိရှိမှရင်ဒိတ်ထီဆိုပြီးတိုင်မာမီရှုတက်ခံခဲ့ရတယ်ကျွန်တော်နဲ့အဲ့ကလေးနဲ့အဖြစ်တူနေလို့ပါလို့ပြောရင်ထွက်သွားပါတယ်ညအချိန်မှာဖန်နီစ်ကတော့အိတ်မပြောဘဲမီလင်းဘူကြီးကိုထိုင်ငင်းနဲ့အတိတ်ကိုတွေးမိနေပါတယ် ကလေးရွယ်ကလေးဟာဒိဋ္ဌိတွေကိုမိရှုတက်ဖူးခဲ့တာဖြစ်ပြီးအကြောင်းရင်းကိုတော့နောက်ပိုင်းနေကြရင်သိရပါလိမ့်မယ်။သူ့အတိတ်ကိုသူပြန်တွေးနေကိုကိုကိုအပြစ်ရှိတယ်လို့ခံစားနေရပါတယ်။အဲ့ဘေးကလူရောဟုတ်လား။မမောရက်ဘူးလားမသိဘူး။နောက်ဆုံးတော့ခမ ्या ကိုမှီပြီလို့ပြောရင်းနေ gas နောက်ကိုဆက်လိုက်လာနေပါတယ်။အရင်ပိုင်းမှာ gas ကောက်ဒိဋ္ဌိတွေကစုံမလို့တတ်မှတ်ကိုးွယ်ကြပြီးအခုလေလက်ဆောင်ပစ္စည်းရတနာတွေလာပေးနေပါတယ်။လူကာအတင်းညင်းပြီး ရှင်တော့ဒုက္ခရောက်အောင်လုပ်နေတယ်လို့ပဲဒါရီမယူပြရစေနဲ့ပြီးတော့နေကင်းကြောင်တော်ပြီသူများရဲ့ဝိုင်းကြည့်နေကြပြီအာယုံဆိုင်မခံခြင်းဘူးပြန်ကြပါရောဆိုပြီးအတင်းပြန်လွတ်နေရပါတယ်နီနာကတော့လှုပ်ချင်တာလှုပ်ပြီးအခုမှအရန်ကြောက်နေပါတယ်မာကြီးလူကဘယ်လိုလုပ်ကြမလဲဒီတိုင်းဆိုရင်ကျမကိုဒိတ်တီမန်သတိထားမိကြတော့မေတိုင်ခံရလိမ့်မယ်ထင်တယ်အတိုင်မခံရရင်တော့ဟိုကောင်လေးရဲ့လောင်းကိုရှာတွေ့သွားရင်ကျမကိုတန်တရားဝင်ကြမှာပဲကျမဒုက္ခရောက်တော့မေမသေးခြင်းသေးဘူးဆိုပြီးဇွတ်တီကြောက်လန့်နေပါတယ်လူကနှစ်သိမ့်ပေးနေပြီမမရပါဘူး မိုင်းလူကာစွန့်ပစ်လိုက်ရအောင်ကျမတို့အီလင်းကိုပါစွန့်ပစ်လိုက်ကြရအောင်လို့ပြောတော့လူကာနီနာနင်ထပ်ပြောရင်ပြောကြည့်စမ်းဆိုပြီးရိုက်ဖို့ရွယ်လိုက်ပါတယ်ငါဘသူ့ကိုမှမစွန့်ပစ်နိုင်ဘူးအီလင်းကိုရောနင်းကိုရောမစွန့်ပစ်နိုင်ဘူးလူကာအဲ့လိုပြောနေတဲ့အချိန်မှာကောင်းမလေးတယောက်ရောက်လာပြီးဒုက္ခရောက်ပြီးမိုင်းလူကာပက်ကိုဒိတ်ထိဆိုပြီးဖမ်းသွားကြပြီလို့လာပြောပါတယ်လူတွေလည်းဘသူမှဝန်မတားရဲပဲနဲ့ကလေးမလေးဖမ်းခံရတာကိုဒီတိုင်းကြည့်နေရပါတယ်ကျမဒိတ်ထိမဟုတ်ပါဘူးလှစ်ပေးပါကျမကြောက်လို့ပါ ဖျားသခင်ကဲတော်မူပါဆိုပြီးကလေးမလေးကယုံတော့ဒုက္ခရောက်ခါမှာဖျားကိုတမနေနဲ့ဆိုပြီးကြာပွတ်နဲ့ရိုက်ပါတယ်။အဲ့ဒီချိန်မှာလူကာရောက်လာပြီးဝင်ကာပေးထားလိုက်ပါတယ်။မင်းဝင်ရှုံးရင်မင်းကိုပါဖမ်းရလိမ့်မယ်။သူရဲကောင်းကိုမလုံနဲ့ဆိုပြီးလူကာကိုပါတိန်ကျုံရိုက်တော့မယ့်ချိန်မှာပဲတန်လက်တစ်ဖက်ကကြာပွတ်ကိုဝင်ဖမ်းပြီးဆောင်ဆွဲလိုက်ပါတယ်။ရှာရဆဆဘဲကောင်လေးကွာဆိုပြီးဖျဲနေရင်တန်လန်ဂတ်ကိုမြင်သွားတာနဲ့အနဲ့အောင်ဓာသမားပဲဆိုပြီးလန့်သွားပါတယ်။ဒါပေမဲ့ဟန်မပြတ်အောင်ထိန်းလိုက်ရင် ဖျားသခင်ရဲ့ကျေးဇူးကြောင့်မင်းငါရှိကိုရောက်လာတာပဲဒီတခါတော့မင်းကိုမလွတ်အောင်ဖမ်းမယ်ဆိုပြီးပြောနေတော့စကားမဆုံးခင်မှာပဲ gas ကစောက်ခွက်ကိုလက်နဲ့ဖမ်းဆွဲလိုက်ပြီးသူတို့ပြောပုံရဆိုရင်မင်းကဆုံးလိုက်တာကိုဥဆောင်နေတဲ့ကောင်ထင်တယ်ဖြေစမ်းမင်းတို့ဖမ်းသွားတဲ့အထဲမှာရင်ဘတ်မှာအမှတ်သားနဲ့မိမတယောက်ပါလာလို့ gas ကမေးလိုက်တော့အီလင်းကိုလိုက်ရှာနေမှလူကာသတိထားမိသွားပါတယ်မသိပါဘူးခမားလူကြောက်ကြောက်နဲ့ပြန်ဖြေနေတော့မှအခြားစစ်သားတယောက်ကအလစ်ဝင်ချတာကြောင့်လူရောမြင်းရောနှစ်ပိုင်းဖြတ်ပေးလိုက်ပါတယ် အီရှီဒိုရောလက်ထိတ်ကိုဖြုတ်ပေးဖို့အတွက်တော့ယူပြီးလူကာကိုဖွင့်ကြောင်းရင်းနဲ့ဝင်ကယ်ပေးလိုက်ပါတယ်။ပက်ကပါထွက်လာပြီးသူ့ကိုယ်သူမိတ်ဆက်နေပါသေးတယ်။ဒါအောင်မြတ်မြင့်မြတ်နေမိတဲ့လား။မေလူးတွေဒါတော့ဆောက်ချက်တည်တုံးနေတဲ့နေရာကိုများလို့ပြောရင်းနဲ့ gas ကသူ့စီဝင်လာတဲ့စစ်သားအချို့ကိုကောင်းကောင်းကြီးပိုင်းပေးလိုက်တာကြောင့်အာလုံးအံ့ဩနေပါတယ်။ကြံတဲ့ကောင်တွေကတော့ဆက်မချရဲတော့ဘဲနဲ့ထွက်ပြေးတက်ဆုတ်သွားကြပါတယ်။ဒီအောက်ခြေကစောက်ဘောကောင်တွေကိုမင်းနေလို့ဘာမှထူးမှမဟုတ်ဘူး။ ငါကိုယ်တိုင်အဲ့နေရာကိုသွားရှာမယ်လို့ gas ကပြောနေတော့မှာလူကရှင်အမတ်သားနဲ့မိမကိုရှာနေရလားလို့မေးလိုက်ပါတယ်။နင်တိနေရလားသူ့ကိုတိလားလို့ gas ကမေးတော့ကျမတို့ရဲ့ e-lane မှာလည်းရှင်လေဘေးကအမတ်သားလိုမျိုးရှိရလို့လူကပြောလိုက်ပါတယ်။ပြောပြပါ။ငါ့ကိုပြောပြ။ gas ကဘယ်မှာလဲဆိုပြီး gas ကဇွတ်မေးပါတယ်။မအီးလူကနောက်ကျလိုက်တာ။ဘာများဖြစ်နေလဲမသိဘူး။မအီးလူကသာဖန်ခံရရင်သူနဲ့အပေါင်းအဖော်ဖြစ်တဲ့ငါ့စီကိုလည်းဒိဋ္ဌိဖန်သမားတွေကလာရှာမှာပဲ။ငါထွက်ပြေးရမယ်။နေယော ီလင်းကိုလည်းထားခဲ့လို့မဖြစ်ပြန်ဘူးသူတို့အီလင်းကိုဖမ်းသွားလိမ့်မယ်မိုက်လူကာမစွန့်ပြစ်ရဘူးလို့မှားထားတာပဲဆိုပြီးကက်စကာကိုပါခေါ်ထွက်သွားပါတယ်လူကာကတော့ဂက်စ်ကိုအီလင်းရှိရာတနည်းအားဖြင့်ကက်စကာရှိရာသူတို့တဲစီကိုခေါ်လာပါတယ်ကက်စကာတော့မတွေ့ရတာကြာပြီဖြစ်တဲ့ကက်စကာရဲ့ပုံရိပ်တီကိုခေါင်းထဲမှာမြင်အောင်ကြည့်နေမိပါတယ်လူကာရိုရဲ့တဲစီကိုရောက်ပြီးအထဲကိုဝင်ကြည့်လိုက်ချိန်မှာဘယ်သူမှမရှိနေတော့ပါဘူး။ခြေရလက်ရမပြဲရုံရင်းဆန်ခက်ဖြစ်နေတဲ့ပုံစံလည်းမရှိတာတကြောင် နီနာရဲ့ပစ္စည်းတွေပျောက်နေတာတချောင်းချောင်းနီနာကိုယ်သဘောနဲ့ကိုထွက်ပြေးသွားတယ်ဆိုတော့တွေးမိသွားပါတယ်။ကက်စကာရောကက်စကာကိုပူပြီးစိတ်ပူနေမိပါပြီ။ထွက်ပြေးလာတဲ့နီနာနဲ့ကက်စကာတို့နှစ်ယောက်ဟာဒိဋ္ဌိလူအုပ်ကြီးတစ်ခုကိုတွေ့လိုက်ရပါတယ်။ထိတ်ဆုံးသောဘိုးတော်ဟာရှေ့ထွက်လာပြီးကျွန်တော်မျိုးတို့အရှင်မကိုလာပင့်တာပါလို့ကက်စကာကိုကြည့်ရင်ပြောလိုက်ပါတယ်။ကက်စကာကိုတဲမှမတွေ့ရကြအောင်လူခွဲရှာနေကြပါပြီ။ အီရှိဒိုရောကက်စကာကိုမမြင်ဘူးပေမဲ့နှက်တငယ်မလေးရတော့ကက်စီရဲ့စိတ်ကိုဖက်ကြည့်ရင်ကက်စကာရဲ့ပုံရိပ်ကိုအတွေ့အကြုံထဲမှာမြင်ဘူးပါတယ်။ဖန်နစ်လိုတည်ယူတန်အမြင်ချင်းနေတဲ့သူတွေအတွက်နှက်တငယ်ကိုမမြင်ရပေမဲ့ဒီမှာရှိရဲ့လူတွေအကုန်လုံးကတော့သူ့ကိုမြင်နေရလို့နှက်တငယ်လေးတောင်အံ့ဩပြီးဒီနေရာထူးဆန်းလိုက်တာလို့တွေးနေမိပါတယ်။ LBN ဒုက္ခသည်စခန်းမှာရှိနေတဲ့လူတိုင်းရဲ့ကြောက်ရွံ့တဲ့မျက်လုံးတွေကိုအကဲခတ်မိတဲ့အီရှိဒိုရောစောက်ကြီးစောက်ကြီးအကျယ်ကြီးအော်ပြောပါတော့တယ်။ဒီကောင်တွေကစုံးနေဒိဋ္ဌိတွေနဲ့တအားကြောက်နေကြတာပဲ။ ချီးတုပ်ဒီခူရှန်နေစီကနေထွက်ပြေးလာတာဖြစ်တဲ့ပေမဲ့ဓမ္မအချင်းချင်းကိုထက်ကြောက်နေကြရပြန်တယ်ရေတိမ်နစ်နေတဲ့ကောင်တွေပဲဒီလိုအချိန်မျိုးကတကယ်ဆိုရင်ယောက်ျားသားတယောက်တိုးတက်လာဖို့အတွက်မဟာအခွင့်အရေးကြီးပဲကွဒါတစ်ချောင်းနဲ့တင်စွမ်းဆောင်လို့ရတယ်ဆိုပြီးဒီကောင်နဲ့စောက်ဖင်ကောင်းကျယ်နေတော့မှပဲလူအုပ်ကြီးကပက်တီစီထားတဲ့မိမတယောက်ကိုဖမ်းခေါ်သွားတာမြင်လိုက်ရတော့မတင်ကြတာကြောင့်နောက်ကနေတိတ်တိတ်လေးလိုက်ချောင်းပါတယ်နေစာတူကဒိဋ္ဌိတွေကိုမိရှုနေတဲ့ဖန်နီစီကိုတော့စစ်သားတယောက်နဲ့အရက်သားတယောက်ရောက်လာပြီး ဒိဋ္ဌိတွေရဲ့ပုံခုရနေရာကိုသတင်းရထားပါတယ်တက်မှု။ तू ကဒိဋ္ဌိတွေရဲ့ဖြာယောင်သွေးဆောင်ခံရပြီးအဲ့ဒီကနေလွတ်လာတဲ့သူပါ။သူ့ဖော်ပြချက်နဲ့နေရာကိုပြောပြပုံရတော့အမှန်အောင်ပြောနေတဲ့ပုံမှာပဲလို့ပြောလိုက်ပါတယ်။အခြားစစ်သားတယောက်ကလည်းထက်အစီရင်ခံစရာနောက်တစ်ခုရှိပါသေးတယ်တက်မှု။ကျွန်တော်တို့ရဲ့စစ်သားချို့ဓာအကြီးကင်ထားတဲ့ဝိယုံနဲ့လူတယောက်တိုက်ခိုက်တာကိုခံခဲ့ရပါတယ်လို့ပြောတော့ဂက်စီရဲ့လက်ချက်ဆိုတော့ဖန်နီစတို့ချက်ချင်းသိသွားပါတယ်။လောလောဆယ်တော့ဒိဋ္ဌိတွေရဲ့ပုံခုရနေရာကိုပဲခြစ်တက်မယ်။မင်းငါတို့ကိုလမ်းပြပေးပါဦး။ တပ်ဖွဲ့အားလုံးကဆင်သစ်ပြင်ထားကြဆိုပြီး fans ကမိန့်ပေးလိုက်ပါတယ်။နောက်ကနေတိတ်တဆိတ်လိုက်လာတဲ့ Ishidoro ကဒိဋ္ဌိရဲ့ပုံကိုရာကိုမြင်နေရပါပြီ။ဒိဋ္ဌိဘိုးတော်ကြီးကတော့သူတို့ရဲ့ယုံကြည်ရာအတိုင်းမျှော်စင်ပေါ်မှာရှိရ Holy Sea ဘာသာကြီးကအတူအယောင်ဖြစ်ကြောင်းလက်တွေ့မဆန်ကြောင်းစွန့်ရင်ရှိတဲ့သူကိုသာကိုးကွယ်ယုံကြည်သင့်ကြောင်းဒီနေ့မှာတော့စွန့်ရင်ရှိတဲ့သူတယောက်ဖြစ်တဲ့ဆုံးမကိုပါကိုးကွယ်ကြမှာဖြစ်ကြောင်းနီနာကတော့စွန့်ရင်ရှိတဲ့နတ်ဖျားတပောင်းကိုဒလူလူမသိအောင်ဖွက်ထားပြီးတဲ့အတွက်အပြစ်ရှိပြီးနီနာရဲ့နှလုံးနဲ့ဆုံးမကိုဆက်တရရမှာဖြစ်ကြောင်း အဲ့ဒီနောက်ဆုံးမကိုသူတို့ရဲ့အရှင်သခင်စိတ်ကြီးနဲ့လင်မယားအရာရောက်စီမှာဖြစ်ကြောင်းစောက်ကြောင်နောင်နောင်နေပြောနေလုံနေကြတော့အီရှီဒူရိုတယောက်ကတ်စကာအတွက်စိတ်ပူနေပါတယ်ကတ်စကိုသွားခေါ်နေရင်လည်းအချိန်မီပြန်ရောက်မှာမဟုတ်ဘူးဆိုပြီးဘလူကဲရမလဲစဉ်းစားမရခေါင်းပြီးတောက်နေတော့မှာပဲကြောက်ခဲတလုံးကိုကောက်မိပြီးအကြံရသွားပါတယ်ဟေးပတ်ငါဒီမှာအချိန်ဆွဲထားပြီးမယ်မင်းမြန်နေမြန်မြန်ပြန်ပြီးဂတ်စ်ကိုခေါ်လာခဲ့ဆိုပြီးကြောက်တုံးတွေကိုစုရင်ပြောလိုက်ပါတယ် ဒိတ်ကြီးကောင်ကနီနာကိုယင်ခွဲဖို့လုပ်နေချိန်မှာပဲဂဲတလုံးပြန်ဝင်လာပြီးဆောက်လုံးတစ်ဖက်ကန်းသွားပါတယ်။ပက်တောင်အီရှီဒိုရိုအထင်ကြီးသွားပါတယ်။ဟဲ့အောင်ဆောက်ပေါ်မှသားကြီးမင်းတို့ရဲ့ရူရခန်းနာကိုလီးပဲလို့អော်ဆဲလိုက်ပါတယ်။ပက်ကတော့ဂက်စ်ကိုအပြေးသွားခေါ်နေပါတယ်။အီရှီဒိုရိုဖမ်းဖို့တွေ့ကြောက်ကဘာပေါ်တွေ့တက်လာကြပြီမဲ့ခဲစားပဲမိကုန်ပါတယ်။အဖွဲလိုက်ကြီးရှိနေရတော့ငါ့ကိုဘာမှမလုပ်နိုင်ဘူးလား။ဆောက်ပေါ်တွေဆိုပြီးလေးတိုက်ရင်ခဲနဲ့စိမ့်ပြင်းတပြေးထိုင်ထုပါတယ်။ကြောက်ခဲတွေကလည်းတော်တော်များအကြောင်းအီရှီဒိုရိုတယောက်အဆင်ပြေနေပါတယ်။ ီကောင်ကဂက်စီယာပညာရည်ယူရင်းနဲ့နာမည်ကျော်ဒါသမတယောက်ဖြစ်ချင်တာပါ။နီနာကတော့ဒီအချိန်ကိုခွင့်ကောင်းယူပြီးပြေးဖို့အတွက်အီလင်းကိုလာခေါ်ပေမဲ့အီလင်းရင်ဘက်ကအမာရွေကသွေးထွက်ပြီးနာနေပါရီ။ညအချိန်ရောက်ပြီဖြစ်လို့ဝိညာဉ်ကောင်တွေကအများကြီးထွက်လာပြီးအကုန်လုံးလဲလန့်နေကြပါရီ။ယိုအာခင်းမြက်လမ်းပြမှုနဲ့တူဟော်လီစီအဖွဲ့အရာဒိတ်တိပုံးခွေရနေရာစီကိုရောက်လာပြီးအကုန်လုံးဖမ်းဖို့အတွက်အထဲထိခြစ်တက်လာနေပါရီ။ အထဲကိုရောက်တဲ့အခါမှာတော့သူတို့ထင်ထားသလိုမဟုတ်ပဲထွက်ပြေးလာတဲ့ဒိဋ္ဌိအနှဲငယ်နဲ့နောက်ကလိုက်နေတဲ့မကောင်းဆိုးဝါးတွေကိုတွေ့လိုက်ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုသဘောကျတယ်ဆိုရင် channel ကို subscribe လုပ်ပေးသွားကြပါဦး